ဆိုတဲ့ခါကျတော့ megapixel အများတိုင်းကင်မရာကောင်းတစ်လုံးတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ဒီနေ့ Okay အားလုံးမင်္ဂလာပါဒီနေ့အမ် knowledge sharing လေးတစ်ခု beginner တွေအတွက်ပြောပြပေးမယ်ဒီလိုမျိုးကျွန်တော်တို့ digital camera တွေမှာသူတို့စိတ်ထဲမှာပေါ့နော် megapixel များတဲ့အမ် camera တွေကပို့ပြီးတော့ကျွန်တော်တို့ကောင်းတယ်ဆိုပြီးတော့ အကြမ်းမြင်အဖြစ်တွေးတတ်ကြတယ်ပေါ့နော်အဲကျွန်တော်ရဲ့သင်တန်းပေါ့နော် offline မဖြစ်ဖြစ် online မဖြစ်ဖြစ်အဲ့လိုသင်တန်းနေမှာကတော့ကျွန်တော်အမြဲတမ်းဒီ megapixel တွေ resolution တွေ bit rate တွေအကြောင်းတော့အမြဲတမ်းပြောပြရတယ်ပေါ့နော် online ပေါ်ကပဲလေ့လာနေတယ်ပေါ့နော် self learning လုပ်နေတယ်ဒါ learner တွေ beginner တွေကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဖုန်းဒီဖုန်းဆိုရင်ဒါဘာဖုန်းလဲမသိဘူးတော်တော်အောင်စုံနေပြီကျွန်တော်ဟိုးရုံးကနေကင်နေရဟိုဟာ redmi note တွဲလားမသိဘူးဒါပေမဲ့အဲသူ့ကိုကျွန်တော်သူ့ရဲ့ main camera megapixel ကကျွန်တော်108ဆိုတာ108 megapixel တောင်ပါတယ်6400လေးရာတိုင်ထားတယ် Sony A6400 မှာကျွန်တော်တို့24 megapixel ပဲပါတယ်ဒီကောင်ရဲ့ sensor လေးတွေတိတိလေးပြအဲ့နေရာမှာကျွန်တော်တို့ sensor size ကအရေးကြီးတယ်ထားပါတော့ဥမာကျွန်တော်တို့ဒီလိုမျိုး digital camera တွေမှာဆိုရင်ဒီမှာမြင်ရတာမသိဘူးကျွန်တော်တို့ camera size ကအတွင်းလေးထဲမှာလေး၄000ပုံစံလေးပေါ့နော် full frame sensor ရှိမယ်ပြီးရင်ကျွန်တော်တို့ အဲ့ဒီအောက်မှာကျွန်တော်တို့ crop range ရှိမယ် microphone တက်ရှိမယ်အဲ့ဒီအောက်မှာ1 inch ဘာညာဘာညာဘာညာတိတိလေးအများကြီးရှိမယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုး sensor size 4000လေးတွေပေါ့အဲ့လိုမျိုး sensor size တွေကသူ့ရဲ့ sensor size ပေါ်မူတည်ပြီးတော့ megapixel resolution အနေနဲ့စကားပြောတယ်ပေါ့နော်ဆိုတော့ဒီ phone မှာပါတဲ့108 megapixel ဆိုတာက physically ရတော့ဟုတ်တယ်ဒါပေမဲ့သူ AI ဘလာဘလာနဲ့တော့ရှိတာပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲဖုန်းကကျွန်တော်မကျွမ်းကျင်တဲ့အပိုင်းဖြစ်တဲ့အတွက်ကျွန်တော်အများကြီးပြောလို့မရဘူးပေါ့နော်အဲမိတ်ကပ်ပီဆယ်ကတော့အဲ့လောက်ဟုတ်တယ်ဒါပေမဲ့ တို့ရဲ့ဒီပေါ့နော်အဲ software နီးပညာတွေဘာတွေ ਨੇ ဒါတို့ကပြန်ပြီးတော့ဟိုဖြစ်မှာပေါ့နော်အဲ okay ဒီနေရာမှာကျွန်တော်က makeup pixel များလဲကောင်းကျိုးနဲ့ဆိုးကျိုးအဲ့လိုလေးပြောပြပေးမယ် okay ကျွန်တော်တို့ photography မှာဒါကျွန်တော်နည်းနည်းတော့ရှင်းပြဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့မြင်သွားအောင်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်က beginner learner တွေကိုပဲပြောပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့အရာတွေကနည်းနည်းလေးစာမဆန်တဲ့ဟာမျိုးတွေရှိမှာအဓိကတော့ဘောင်ထဲကနေပြီးတော့ဒါ basic သမားတွေနားလည်သွားဖို့လိုတယ်ပေါ့နော် makeup pixel များတိုင်း ဒီကင်မရာတစ်လုံးကမကောင်းဘူးဆိုတာကကျွန်တော်တို့အဲ့ဒါဆိုရင်ဘာဖြစ်လို့ megapixel များတဲ့ကင်မရာတွေထုတ်နေရလဲ။ Okay ကျွန်တော်က Sony user ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် Sony နဲ့ပဲကျွန်တော်ပြောပြပေးမယ်ပေါ့နော်။ကျွန်တော် Sony မှာဆိုလို့ရှိရင်ကျွန်တော်တို့ R ဆိုတဲ့ series ရှိ R ဆို resolution ပေါ့။ဒီ resolution ဒီကောင်ကဆိုလို့ရှိရင် तू က64အဲ့လို megapixel တွေကအကျုံကြီးပြီ။အလွန်ကြီးထည့်ပေးထားတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် तू က ဓာတ်ပုံရိုက်ဖို့အတွက်ဗျာโอเคဓာတ်ပုံမှာဘာလို့ megapixel လိုတာလဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်ဒါတောင်မှတချို့ဓာတ်ပုံဆရာတွေကျွန်တော်တို့တချို့ YouTuber တွေဆိုလို့ရှိရင်တို့ megapixel ကနည်းနည်းတိတ်ပြီးတော့အရင် necessary ဖြစ်တာမျိုးမဟုတ်ဘူးဆိုပြီးတော့တို့ပြောတတ်တဲ့အကျင့်ရှိရပါတော့။ဒါပေမဲ့ကျွန်တော်အခုနည်းနည်းလေးနားလည်အောင်ကျွန်တော်ရှင်းပြပေးမယ်။ဆိုဆိုတော့ကျွန်တော်တို့ဓာတ်ပုံဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံရင်ပြီးသွားရင်ဓာတ်ပုံဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ print ထုတ်မယ်။ print ဆိုတာကျွန်တော်တို့ဘေးပုတ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘောင်ကြီးကြီးလေးအာ အကြီးကြီးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော် inch နေလက်မတွေကိုတိတ်နားမလဲတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အရန်ကြီး detail တော့မပြောတော့ဘူးထားပါတော့အာလန်နာတွေမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျိုးရေကဘေးပုတ်အကြီးပေါ့အဲ့လိုဘေးပုတ်ကြီးအကြီးကြီးကိုကျွန်တော်တို့ print ထုတ်မယ်စာရွက်ပုံမှာထုတ်တော့မယ်ဆိုလို့ရှိရင်ကြတော့အဲ့မှာတော့ make up pencil လိုပြီး ဆိုတော့အမ်ဘလောက်မီဂါပစ်ဆယ်ဆိုရင်ဘလောက် print ထုတ်လို့ရတယ်ဆိုတာကျွန်တော်တို့ AI ကိုလည်းမေးလို့ရတယ် Google မှာလည်းသွားရှာလို့ရတယ်ပေါ့နော်အမ် maybe ဥမာကျွန်တော်တို့ကဗျာထားပါတော့ခုနှစ်လောက်တိုက်ကြီးတစ်တိုက်လောက်မြင်းနဲ့ဘေဘူကြီးထောင်မယ်ဆိုရင်အဲ့ဘေဘူကြီးကကြီးတောက်ရှင်းနေဖို့လိုတယ်အဲ့လိုဆိုရင်သူက mega pixel များများနဲ့ပုံကိုထုတ်ပေးဖို့လိုတယ်ပေါ့နော်အဲ့အဲ့သဘောတရားပေါ့ဆိုတော့음ကျွန်တော်တို့ပုံမှန်ဒီပုံသေးသေးလေးတွေ57လေးတွေဒါမှမဟုတ်20 30အဲ့လိုမျိုးဘောင်လေးတွေထုတ်ဖို့လောက်ဆိုရင်တော့တော်ရုံ mega pixel ဆိုရင်လုံလောက်တယ် ဲ့ဒါကြောင့်မလို့ကျွန်တော်တို့ A7 II လောက်နဲ့လည်းကျွန်တော်တို့ event တွေ wedding တွေပညာနေနဲ့ပပအမ်ရိုက်လို့ရတာပေါ့နော်ဆိုတော့ဒါကတော့တပုံဘက်မှာပါတပုံဘက်မှာကဒါဒီလောက်ဆိုရင်နားလေပြီကျွန်တော်တို့ videography videography ဘက်မှာ megapixel များလည်းမကောင်းဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ရှင်းပြမယ် videography မှာကအရင်ဆုံးကျွန်တော်ကောင်းတဲ့ချက်ကိုအရင်ပြောပြမယ်ကောင်းတဲ့ချက်ကကြတော့ megapixel များလို့ရှိရင် तू က sharp နဲ့ပူဖြစ်တယ်ပူပြီးတော့ sharper ဖြစ်တဲ့ video တွေကိုထုတ်ပေးနိုင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ အမ် noise နေသွားမယ်ပေါ့ဗျာနောက်တစ်ခုကပူပြီးတော့ကြည်တောင်းရှင်းဖြစ်မယ်နည်းနည်းလေးဒီဘက်မှာနည်းနည်းလေး color grading လောက်ရတာဒီပါလေးနည်းနည်းလေးပူပြီးတော့ ကောင်းမယ်ပေါ့နော်အဲဒါကတော့ကျွန်တော်တို့ရဲ့ break ပုံမှာလည်းမူတည်ပါသေးတယ်နော်ဒါကတော့ကျွန်တော်ဟိုဘီကန်နာနာလေးအောင်ရှင်းပြတာဆိုတော့ပြီးတော့နောက်တစ်ခုအရန်ကောင်းတဲ့အချက်အရန်ကောင်းတဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်တို့ cropping လုပ်တဲ့နေရာတွေ chopping လုပ်တဲ့နေရာတွေအဲ့လိုနေရာမျိုးတွေမှာဆိုရင်တော့ megapixel များတဲ့ကင်မရာတွေကိုရွေးချယ်တင်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာထားပါတော့ဒီဗီဒီယိုကို TikTok ပုံမှာကြည့်နေရဲဆိုလို့ဆိုရင်ခင်ဗျားတို့က TikTok ကသူက 9x60 ratio ကြီးပြောချင်တာကဒီလို 60x9 ratio မဟုတ်ဘူးသူ့ရဲ့ပုံမှန်ကျွန်တော်တို့ကင်မရာတွေကဒီလိုရိုက်ရတာဒီလိုဒီလို ီလိုမျိုးဒီလိုအတဲ့ရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကသူက60 by 9ပဲထွက်မှာဒါပေမဲ့ TikTok ရဲ့ ratio ကသူ့ရဲ့ပုံစံဒီလိုမျိုးပြောင်းပြန်အဲ့တော့ဒီလိုဒီလိုမျိုးပြောင်းပြန်အဲ့တော့အခုနောက်ပိုင်းကျွန်တော်တို့ gimbal တွေပိုင်းနဲ့တင်ရရင်တော့ portrait mode ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုကင်မရာလေးကိုအဲ့လိုပြောင်းပြန်လေးထားပြီးရိုက်ရတယ်ဒါဆိုလို့ရှိရင်သူက9 by 60ဖြစ်သွားမှာပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့တကယ်လို့60 by 9နဲ့ TikTok ပေါ်တင်လိုက်လို့ရှိရင်အခုခင်ဗျားတို့မြင်နေရသလိုကျွန်တော်ပုံလေးကအလင်းမှာ၄တောင်အကွက်လေးပဲမြင်နေရလိမ့်မယ် ုတ်တယ်ဟုတ်တကယ်လို့အဲ့လိုမှမဟုတ်ဘူးကျွန်တော်အပြည့်မြင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီကောင်အလဲကနေ crop လိုက်ရမှာ crop လိုက်ရမှာဆိုတာသူ့ကိုဇွန်းဆွဲပြီးတော့လူကိုလုံးကြီးကိုချဲ့ပလိုက်ရမှာကျွန်တော်အရှိဗီဒီယိုမှာလည်းပြောခဲ့ပြီလားအဲ့လိုဆွဲချဲ့ပြီဆိုတာ ਨੇ resolution ကတေချာဖို့ဆုံးရှုံးပြီအဲ့လို crop လုပ်တဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ mega pixel ကိုလိုအပ်တယ်ပေါ့နော်ပြောချင်တာကဗျာဥမာထားပါတော့ကျွန်တော်တို့က full hd လောက်နဲ့ရိုက်လိုက်ပြီးတော့ crop လိုက်တဲ့ခါကျလို့ရှိရင်ပို့ပြီးတော့ဝါထွက်သွားမှာပဲရှိရဲ့အဲ့တော့ကျွန်တော်တို့က ဲ့တော့တချို့ videographer တွေကဘာလုပ်လဲဆိုလို့ရှိရင် 4K နဲ့ရိုက်လိုက်တယ်ပြီးတော့မှသူတို့အလဲကနေပြီးတော့ပိုင်းပြီးတော့ဒါ client ကို TikTok ratio ဆိုပြီးတော့ပေးတတ်တယ်ပေါ့နော်ဒါပေမဲ့ composition တော့နည်းနည်းသတိထားရမှာပေါ့အဲ့လိုပုံစံမျိုးပေါ့အဲဒါအခုနောက်ပိုင်းလုပ်တတ်တာတချို့ကြောက်လည်းခုနကျွန်တော်ပြောသလိုဒီလိုမျိုးထောင်ရိုက်လိုက်တယ်ပေါ့နော် okay အဲ့တော့ तू က aspect ratio နဲ့လည်းအများကြီးတက်ဆိုင်သေးတယ်အဲ့ဒါကောင်းတဲ့အချက်ပေါ့ပြီးတော့နောက်တစ်ခုကတော့ hybrid creator တွေပေါ့ hybrid creator ဆိုတော့ဓာတ်ပုံလိုလို video လိုလိုကျွန်တော်တို့လိုပေါ့ဓာတ်ပုံဓာတ်ပုံလည်းသုံးမယ်ကင်မရာတစ်လုံးကို video လည်းသုံးမယ်အဲဒါမျိုးဆိုရင်လည်း megapixel များတဲ့ကင်မရာတွေကကောင်းတယ် ဗီဒီယိုဂရဖီမှာမေကပ်ပစ်စဲအများကြီးဘာလို့မလိုအပ်ဘူးလို့ကျွန်တော်ပြောနေရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်တမ်းသူတတ်မှတ်ထားတဲ့မေကပ်ပစ်စဲရှိပြီးသားဥမာထားပါတော့ကျွန်တော်တို့က 720p 720p နဲ့ရိုက်မယ်ဆိုလို့ရှိရင်1 megapixel ရှိတဲ့ကင်မရာနဲ့ဆိုလုံလောက်ပြီဟုတ်ပြီနော်1 mega ဆိုတာတကယ်တမ်းက1 million pixel ရှိတယ် ဲ့လိုမျိုးပေါ့နော်ဆိုတဲ့ခါကျတော့လုံလောက်ပြီနောက်တစ်ခုကျွန်တော်တို့ FHD တိုင်း DP နဲ့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က2.1 megapixel လောက်ဆိုလုံလောက်ပြီ2 megapixel လောက်ဆိုလုံလောက်ပြီ 4K ဆိုရင်8.3 8 megapixel လောက်ဆိုလုံလောက်ပြီ 6K 6K ဆိုတော့တော်တော်ကျန်းသွားပြီအဲ့ဒါတော့မှ90 16 megapixel လောက်ဆိုလုံလောက်ပြီ 8k ဆိုတာတော့ဒါပြောမနေနဲ့တော့ဗောနော 8k ဆိုလို့ရှင်33လို့ဒီမှာသူပြောထားတယ်ဒါကျွန်တော်သူ Google ကပြောထားပြရအောင်เนาะ33 megapixel ဆိုလုံလောက်ပြီ standard ဖြစ်တယ်ဗောနော megapixel ဘယ်လောက်လဲဆိုတော့ဒီမှာ set ဒီ6400ရမှာထည့်ပေးထားတယ်24 megapixel ဒါကလုံလောက်တယ်လုံလောက်ပြီဗောနော24 megapixel ရှိတဲ့ကင်မရာဆိုတာကဒါအမ်တော်တော်ကိုအသုံးတည့်တဲ့ကင်မရာတစ်လုံးလို့ကျွန်တော်တို့ပြောလို့ရပြီဗောနော Sony A7S3 ဆိုတာဒေါ်လာ3500ကျော်လားမသိဘူးကျွန်တော်တိတ်တိကျတော့မသိဘူး S3 ဆိုတာသူက low like in S series ဆိုတာကကျွန်တော်တို့အဲ Sony ကနေပြီးတော့ video ရိုက်ဖို့အတွက်ပဲထုတ်ထားတာအဲ့ဒီ Sony S3 မှာဆိုလို့ရှင်12 megapixel effective megapixel ပဲပါတယ်ပြောချင်တာ12 megapixel ပဲပါတယ် Okay ဒီကောင်က24ပါတယ်အဲ့ဒီကောင်ကဒေါ်လာက800လား1000လားအဲ့လောက်ပဲဝင်းကျင်လောက်ပဲရှိရဲ့အချိန်မှာဟိုကောင်ဒေါ်လာ3000ကျော်ကြီးอ่ะအဲ့လောက် megapixel ပဲပါတယ် ဆိုတော့အဲ့လောက်ဆိုရင်ခုနကကျွန်တော်ဖုန်းနဲ့ကင်မရာနဲ့ကိုရှင်းပြသလိုပေါ့နော်အဲ့တော့ဒီနေရာမှာ megapixel ရဲ့ဘာလို့အများကြီးမထည့်ရလဲဆိုတော့ကျွန်တော်ပြောပြရအောင်မယ်ဆိုတော့ megapixel အများကြီးမကောင်းねခုနကတော့ဟို advantage တွေကိုပြောသွားပါတော့သူက ဒီတစ်ခါတော့ disadvantage လို့ကျွန်တော်ပြောပြရအောင်မယ်ဆိုတော့အဓိကတော့ခုနကကျွန်တော်ရှင်းပြသလိုပဲမလို့အဖဲနဲ့ megapixel အများကြီးထည့်ထားတဲ့အတွက်ကြောင့်မို့လို့ storage ပြည့်တဲ့ပြဿနာပေါ့နော်ဆိုတော့အာဒီနေရာမှာကျွန်တော်တို့ကထားပါတော့တခုတော့ကပ်ပြီးမေးစရာတော့ရှိရပါဘူးနော်ဟို Hollywood တို့ Bollywood တို့အဲ့လိုမျိုးရုပ်ရှင်ကားကြီးတွေရိုက်မယ်ဆိုရင်တော့ဒါကတော့ raw တွေပိုင်းနဲ့ရိုက်ဖို့အတွက်လိုအပ်လာပြီဆိုရင်တော့သူတို့စီမှာဆိုရင် headset တွေကိုပုံးနေတယ်ကိုတင်ရတယ်ပေါ့နော်ဒီ အဲဒီဟိုဟာတွေပေါ့ဥမာဖင်နဲ့ရိုက်တယ်ဆိုလဲဖလင်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ခဏထားလိုက်ဒါကအခုအာကျွန်တော်ကလန်နာတွေဘီဂန်နာတွေအတွက်ကျွန်တော်တို့ကက်ရှူရယ်ရှူတာတွေအလုံးလုံးနေရဲ့လူတွေလောက်ပဲကျွန်တော်ကပြောပြပေးတာပေါ့နော်ဘာဖြစ်လို့ S3 ကမေကာပစ်စအများကြီးမထည့်တာလဲအဓိကရှင်းပါတယ်သူကလိုးလိုက်ဂိမ်းလို့ပြောတဲ့အတွက်ကြောင့်မို့လို့လိုးလိုက်မှာမေကာပစ်စများရင်မကောင်းပါဘူးလိုးလိုက်ဆိုတာကျွန်တော်တို့ညဘက်ရိုက်တာဥမာညဘက်ဝီဒင်းညဘက်ဝီဒင်းတင်တာပွဲတို့ပြီးတော့ညဘက် channel မှာလုတ်တဲ့ အဲဒီလိုမျိုးအရှုတို့ဘာလို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုကွာဗီဒီယိုရိုက်ပြီဆိုလို့ရှိရင် तू ကမီဂါပစ်ဆယ်အရန်များလေရှင်မကောင်းဘူးဗျာဘာဖြစ်လို့မကောင်းလာလဲဆိုတော့ तू ကမြင်ရလားโอเคစံစားဒီလိုတေးသေးလေးဗျာတည်လားစံစားအဲ့လိုတေးသေးလေးအဲ့လိုတေးသေးလေးမှာကျွန်တော်တို့ကပြုတ်သိပ်ပြီးတော့မီဂါပစ်ဆယ်တွေကိုအများကြီးထည့်လိုက်ရတာဖြစ်တဲ့အတွက်ဥပမာ၄တောင်အတုံးလေးမှာကျွန်တော်အဆက်အဆက်ဆက်ဆက်လေးမီလီယံနဲ့ပါအများကြီးချီပြီးတော့ dot တွေကိုထည့်လိုက်ရတာပြုတ်သိပ်ပြီးထည့်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ area အရန်ကျင်းနေတဲ့အချိန်မှာအမ် capture ဖမ်းရတာပို့ပြီးတော့ ရုပ်ထွက်ကပို့ပြီးတော့အဆင်မပြေဘူး IN ဆိုကိုအများကြီးတင်လို့မရဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေဖြစ်တာဒါပေမဲ့အဲ့ဒါကဘီကနာကြီးနားမလည်နိုင်โอเคကျွန်တော်တို့ရိုးရိုးလေးပဲမှတ်ထားလိုက်ပါမီဂါပစ်ဆယ်နည်းတာလိုးလိုက်မှာမီဂါပစ်ဆယ်များတာထက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုလေးမှတ်ထားလိုက်ပါအဲအရန်ကြီးကျွန်တော် class ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်ရှုပ်လာလို့ကျွန်တော်ဒီလိုလေးပဲရှင်းပြလိုက်တော့တယ်အရန်မှောင်နေတော့ဗျာဒါမှမဟုတ်တော့ကျွန်တော်ကကျွန်တော်ထုံးစံတိုင်းဖန်တီးထားရင်ဒီလေအရန်မှောင်နေတော့မီဂါပစ်ဆယ်အရန်များတော့အကုန်လုံးကို အဲဒါအကုန်လုံးပြောမယ်ဆိုဒါကတော့အဓိကတော့ dynamic range ကြောင့်ပါကျွန်တော် dynamic range ကြောင့်ကျွန်တော်နောက်နေ့မှဗီဒီယိုလေးတစ်ခုလုပ်ပေးအောင်မယ်ဆိုတော့အဲအကုန်လုံးကိုမြင်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့ color တွေပါကြီးထည့်ရတာအဆင်မပြေဘူးဘာညာဘာညာဘာညာကြောင့်ပြောကျွန်တော်ကအဲ့လိုပုံစံမျိုး noise တွေဝင်နေပေါ့အန်တကယ်အဲ့လိုပုံစံမျိုးကျွန်တော်ရှင်းပြလိုက်တာပေါ့နော်ဒီ million နဲ့ချီရဲ့ pixel တွေကို small area အဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့နော်အခုနားထောင်နေတဲ့လူတော်မှနားလေချင်မှနားလေမှာပါဆိုတော့အဲ့တော့အကြမ်းမြင့်လေးပဲမှတ်လိုက်လိုးလိုက်မှာ ညာဘက်ဒီမှာရိုက်မယ်မှောင်တဲ့နေရာတွေမှာရိုက်မယ်ဆိုရင်မီကာပစ်ဆယ်ညာတာကအရင်မကောင်းပါဘူးโอเคအဲ့လိုလေးအကြံဉာဏ်လေးမှတ်ထားလိုက်ရပြီမလို့အဖဲနဲ့ overheating ပြဿနာဖြစ်နိုင်တယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့မီကာပစ်ဆယ်များတော့ video recording လုပ်တဲ့အခါမှာ 4K တို့ပေါ့နဲ့ရိုက်ချလိုက်ရင်တကယ်ကိုသူက heat အရင်တက်နိုင်တယ်ပေါ့နော်ကိုယ်ကင်မရာ heat စင်တာမကောင်းဆိုရင်ပြဿနာတက်နိုင်တယ်ဆိုတော့ကျွန်တော်ဒီမှာဇယားလေးပြထားပေးမယ်အဲ A7S3 က12 megapixel ပဲရှိရယ်သူ့ရဲ့ pixel size သူ့ရဲ့ဒါပစ်ဆယ်ဆိုင်တော့ကျွန်တော်မီဂါပစ်ဆယ်ကိုပြောအောင်မို့နော်လွဲအောင်မို့ပစ်ဆယ်ဆိုင်ပစ်ဆယ်ဆိုင်ကကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့သူကလုံးဝ excellent ပဲဟုတ်ပြီနော်လိုးလိုက်အရင်ကောင်းတယ် A74 ဆိုရင်33 megapixel တူထက် megapixel များတယ်ဆိုပေမဲ့ကျွန်တော်တို့ pixel size က median လောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ very good ပေါ့နော် good အလောက်အလောက်ကောင်းနေပေါ့နော် A7R5 ဆိုရင်61 megapixel ဒါပေမဲ့ဘာဖြစ်လဲ61 small area အရန်ကျင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ သူကတော့လိုလိုက်တိတ်မကောင်းဘူးเนาะအဲကောင်းယုံဆိုယုံလောက်ပဲပေါ့ကောင်းယုံဆိုယုံလောက်ပဲအဲအဲ့လိုပုံစံမျိုးပေါ့ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ကကြာ rolling shutter rolling shutter ဆိုတော့ကျွန်တော်ဘယ်လိုရှင်းပြအောင်โอเคကင်မရာနဲ့ကျွန်တော်တို့ကဒီလိုရိုက်လိုက်ပြီးရိုက်ပြီးတော့ကင်မရာကိုအဲ့လိုခါတယ်အရန် hand shake ဖြစ်တဲ့အခါမှာဟိုပုံရိပ်တွေကပြက်ပြီးကြံခဲ့တာတို့ပြီးရင်မပြက်တပြောက်ဖြစ်တာတို့ပြီးရင်အဲ့လိုမျိုးဖြစ်တဲ့တဲ့အဲ့ဒါကို rolling shutter error လို့ခေါ်တယ်အဲ့တော့ rolling shutter မှာလေး megapixel အရမ်းများရဲ့အပြည့်အစုံဖြစ်တယ်ပေါ့နော်အဲကျွန်တော်အချုပ်နေနဲ့ပြောရမယ်ဆိုလို့ရှိရင် videography မှာ megapixel များလို့ကောင်းနေဟာကကြတော့ကျွန်တော်တို့ sharp နဲ့ဖြစ်မယ်ပြီးရင်ကျွန်တော်တို့ခုန cropping လုပ်တဲ့နေရာတွေက resolution megapixel များတဲ့အတွက် resolution ကကောင်းတဲ့အတွက်ပို့ပြီးတော့ anime ကင်းကင်းနဲ့ crop လုပ်လို့ရမယ်ပို့ပြီးကြည်တောက်ရှင်းထွက်မယ်ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ကျွန်တော်တို့ပြောခုနပြောသလိုမျိုး ဒီ creator တွေအတွက်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့တပ်ပုံရိုက်မယ်ဗီဒီယိုလည်းရိုက်မယ်အဲ့လိုလူမျိုးတွေအတွက်ဆိုရင်တော့ mega base ကလိုတယ်ပြန်ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့အချက်ကကြောင့်ခုနကကျွန်တော်ပြောသလိုပဲ rolling shutter issue rolling shutter issue ရှိမယ်ပြီးရင်နောက်လိုးလိုက်မကောင်းဘူးပြီးရင်နောက်တစ်ခုကမလိုအပ်ပဲနဲ့ fine site တွေအရန်ကြီးတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ over heating ဖြစ်တယ်ပေါ့နော်အဲ heat ဆင်တာမကောင်းရင်တော်တော်ပြဿနာတက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့တချို့ကင်မရာတွေရောင်းနေကြတာကျွန်တော်တွေ့တယ်22 megapixel bla 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 ဆိုပြီးတော့ထုံးစံနိုင်မယ်အဲ့ဒါဒီကငယ်တန်းကျတော့ videography မှာတိတ်အလုံးမလုပ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဆိုတော့ကင်မရာတစ်လုံးကို megapixel ကဆုံးဖြတ်တာမဟုတ်ဘူးဆိုတာဒီလောက်ဆိုရင်သိမယ်ထင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကင်မရာတစ်လုံးရဲ့ဈေးက megapixel အများတိုင်းကြီးနေမှာမဟုတ်ဘူးဆိုတော့ beginner တွေနားလည်မယ်ထင်တယ်အဲ့လို့ဆိုသူ့မှာပါတဲ့ auto focus system တွေပြီးရင်သူ့ရဲ့ chipset တွေပြီးရင်သူ့ဘလောက် f FPSD ရိုက်လို့ရတာတွေပြီးရင် तू ကအဲဘယ်လောက်ထိဟိဆင်းကိုခံနိုင်တာတွေပြီးရင် तू ရဲ့ဒီ bear rate တွေဘယ်လောက်ရှိတာတွေပြီးရင် तू ရဲ့ဒီအဲ depth တွေဘယ်လိုဖြစ်တာတွေဒါတွေကိုလေးလိုင်းလေးလိုင်းနဲ့နောက်ပိုင်းတော့နားလေသွားပါလိမ့်မယ်ဆိုတော့ဒါကျွန်တော်ပြောပြတဲ့ဗီဒီယိုလေးက beginner တွေ learner တွေအတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါခင်ဗျာငါဘာပြောလိုက်တာလဲမသိဘူးပြောလို့ပြောလိုက်တာပဲ